။ချိန်နေမပေါတာတော့မှန်ပဲဗျ။အခုတမရဒေါ်နယ်ထရန့်ကနေပြီးတော့သူ့ရဲ့ True Social Media ကနေတရားဝင်ထုတ်ပြန်ကြေညာပဲ။အဲ့ဒါပါလဲဆိုလို့ရှိရင်ပြီးခဲ့တဲ့ညတော့ကအီရန်နိုင်ငံမှာရှိနေတဲ့ယူကလီးယားတင်စီထားတဲ့ site 3ခု။အဲ့တော့အဲ့ site 3ခုကိုတွားပြီးတော့သူကဘုံကျဲတယ်။ B2 လေရင်ပေါ့နော်။ဒါကပတ်ပေါ်မှာအမေရိကန်တနိုင်ငံနဲ့ပိုင်ဆိုင်တဲ့လေရင်ပါ။အဲ့လေရင်ရဲ့ဖုန်းပြင်းအားကတော့ဟိုပေပေါင်း၄၀၅၀လောက်ထိပေါ့နော်။အဲ့ ဒုံးကြီးကဝင်သွားမယ်ပြီးတော့မှဟိုးအောက်ထဲမှာတောင်ထဲမှာတိန်းထားတဲ့နျူကလ িয়ার site ကိုသူကတွားပြီးကွဲတာဆိုတော့သူတို့ဟုတ်ဒီပြောကြားချက်ရတော့ successfully လုံးဝအောင်မြင်စွာနဲ့သူတို့ဘုံကျဲနိုင်ခဲ့တယ်ပြီးတော့ပြန်လဲဆုတ်ခွာလာတယ်ပေါ့နော်ဟောအနာဂတ်မှာသူတို့တွေဒါဟိုဟိုအပြုတ်သဘောဆောင်တဲ့ပြောင်းလဲမှုပေါ့နော်ဒါအမေရိကန်နေပြီးတော့ဝင်ကူညီလိုက်တယ်ပေါ့နော်စစ်ပွဲကိုသူတို့ငြိမ်းချမ်းအောင်လို့လူမျိုးဟိုတိုက်ခိုက်မှုတွေနဲ့ပြင်းရှင်းလိုက်တယ်ပေါ့နော်ဒီဇလန်နေသူကစပြီးတော့ပြောလာအဲခုဒီမှာမြေပုံထိလိုက်လို့ရှိရင် ဒီ for true ဆိုတာဒါလေးဖြစ်မှာပေါ့နော် nasta ဟန်ရဲ့ပြီးတော့ isfa ဟန်ရဲ့ဒီသုံးခုပေါ့နော် tehran လာတော့သူတို့ iran နိုင်ငံရဲ့မြို့တော်ဖြစ်နေပေါ့နော်မြို့တော်ရဲ့ဘေးနားမှာကနေတဲ့နေရာလေးမှာရှိနေရဆိုတော့ဒီကောင်ကတော်တော်လေးအနေနဲ့ကြီးပုံရတယ်ပြီးခဲ့တဲ့6ရက်ကနေပြီးတော့ဒီနေ့အထိပေါ့နော် vegan น่ะ TikTok social media มาแต่ละอ่ะบาเลยဆိုလို့ရှိရင် steak and lobster ဒီ steak and lobster ကဘယ်အချိန်မှတွေးလဲဆိုလို့ရှိရင်စစ်သားတွေစစ်တိုက်မထွက်ခင်မှာလော အဲ့လိုမျိုးကာလရေးမှာအမေရိကန်စစ်တပ်ကနေပြောကြွေးတာဒါမတူညီတဲ့နောက်ထပ်အာစစ်သမီးပေါ့နော်သူကတည်ထားတာ stake love song စားရတယ်ဒီမှာလဲသူတို့အမေရိကန်စစ်သားအဲ့သူရဲ့ဗီဒီယိုမှာဆိုလို့ရှိရင်လေသူ stake love song ကြွေးနေဆိုတော့သူတီးလိုက်တယ်ပေါ့နော် World War 3မြစတော့မှာလားတဲ့ UN ဘက်ကလည်းအခုနောက်ဆုံးတုံ့ပြန်ခဲ့တာဘာလဲဆိုလို့ရှိရင်နော် you started we were and it မင်းငါတို့ရှိကိုအရင်ဆုံးစခဲ့တာ မင်းအထွက်ဇက်သိန်းကိုငါတို့ပဲလုတ်ပေးမယ်ဆိုပြီးတော့သူတို့ကတော့နောက်ဆုံးပြောတယ်။အဒီဒိဗယ်ကကျွန်တော်တို့တွေဒါတော်တော်လေးဆိုးရွားတဲ့ခြေနေဖြစ်နေပြီနော်။ဒါအစ္စရေးရဲ့အီဗန်စပြစ်တာအမေရိကန်ဖူးဝင်းကူတယ်။အီဗန်ကအခုတောင်းပြန်ဖို့အတွက်သူတို့တရားဝင်ချိန်ကာလိုက်ပြီ။အဲ့တော့အီဗန်တို့ပြန်လို့ရှိရင်နောက်ကနေလိုက်လာမှာကပါကစ္စတန်ပါတယ်နျူကလ িয়ার ပိုင်တယ်နော်။ချိုင်းနာပါတယ်နျူကလ িয়ার ပိုင်တယ်နော်။ရုရှားပါတယ်နျူကလ িয়ার ပိုင်တယ်နော်။ကျွန်တော်တို့ဒီအီရာဖာ ော်တော်လေး serious မထားဘူးပဲကိစ္စမှာအဒုံးနေပြတဲ့ဆိုလို့ရှိရင်လည်းစစ်ပြနေပြီပြောရည်လို့ဘူဘတဲ့နေပဲချပါလားတော့ငါတို့ဒီမှာဒုံးကြီးလေးကြည့်ရပြောရည်လို့အကျွန်တော်တို့ကအရင် serious ထားတော့မဲ့ခြေနေပြဒါလုံးဝအထီးကိုက်ရှာတာလုံးဝမခံပါဘူးနောက်ဆုံးပြောတဲ့ဇာတ်လေးရဆိုလို့ရှိရင်အီရန်က nuclear ပိုင်နေပြီလို့တော့ပြောနေကြတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ကတိတ်ပြီးစိတ်မပူဒါပေမဲ့ over 3စပြည့်လို့ nuclear တုံးကြီးထူလိုက်ပြီဆိုလို့ရှိရင် ခွာရည်ရှိစေရရဲ့နုံးလောက်ကတည်ကြည်ပြစီမာလေဒါတီယိုရန်နီဂယ်လီရသူတို့ပြောထားတာဒိဗတ်မြညာရှင်တွေရှာတွေ့တာလားအချဲနဲ့20ရာခိုင်နှုန်းကလည်းဒီနျူကလ িয়ার အနုမြေဝထွက်လာတဲ့ဓာတ်ရောင်ခြေတွေတင့်ပြီးတော့တပြေးပြေးနဲ့ဒိတ်ဆုံးသွားမယ်ဆိုပြီးပြောတယ်အဲ့တော့ဘယ်သူမှရှင်းတမ်းမှုတွေမသေးကြောင်းနော်အဲကျွန်တော် trading မှာဆိုလို့ရှိရင်လေ stock market တွေရောအခု crypto market တွေရောဈေးကြတယ်ဒါအခု တနင်္ဂနွေနေ့ပဲရှိသေးတယ်တနင်္လာ နေ့တာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဈေးကွက်တွေ အားကောင်းနဲ့ထိုးကြလိုက်တယ်ဖြစ်နိုင်ခင်အများကြီးရှိရတော့အဲ့တော့မိတ်ဆွေတို့ကဘယ်လိုမြင်လဲအမမောင်ကြီးကဆွေးနေကြပါ